မြင်္ဂလာပါခင်ဗျာဂျူရူ channel လေးဖြစ်တဲ့လင်္ကာ support channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါဒီနေ့ဒီမှာရှင်ပြန်ကစားကြမယ်ဒါအင်္ဂလန်ပရီးမီယာလိဂ်ပွဲစဉ်တွေကိုကျွန်တော်ရဲ့စိတ်ကြကလေးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့စိတ်ကြလေးရွေးချယ်ပေးထားတဲ့အတွက်ကြောင့်မျိုးကိုတို့ဒါအကြရှင်းလက်တူမယ်လို့လည်းထင်ပါတယ်ဒါမကြိုက်တဲ့တဲ့ညီကိုတွေကတော့ဒါမိမိကြိုက်တဲ့တဲ့အတင်းနဲ့တွဲဆော့ရွေးဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ဆိုတော့အင်္ဂလန်ပရီးမီယာလိဂ်မှာဆိုရင်ကျွန်တော်လောက်ထပ်၄ပွဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်တွေကပေါ့နော်ဒါ နောက်ကျပွဲစဉ်ဖြစ်တဲ့ Man City ပွဲစဉ်အထိပေါ့နော်အဲ့တော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဒီဘုံမောင်းနဲ့ဝမ်ဟမ်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အမြဘုံမောင်းကတော့ England Premier League ရဲ့အဆင့်စရာရတူမှုမှာဆိုရင်ကိုးမှာဖြစ်နေပြီးတော့ဝမ်ဟမ်ကတော့အဆင့်စရာ18ပြဝမ်ဟမ်ကတော့တန်းတင်းဆုံးနေမှာရောက်နေတာဖြစ်တယ်ဘုံမောင်းနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၂ပွဲစတိုက်ရှုံးနေထားပြီးတော့ဝမ်ဟမ်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆို၃ပွဲစတိုက်ရှုံးရ၂ပွဲအနိုင်ရယူထားပြန်တွေ့ရတယ်တစ်စစ်ပိုင်းနေပြန်ကောင်းလာရလို့ပြောလို့ရတယ်ဗျာ ါမဲ့အိမ်ဝင်းဖြစ်တဲ့ဘုံဘောကနေပြီးတော့ယနေ့ပေါ်တော့ဝဟန်ကိုဒါကြောထားတဲ့ policy မှာဆိုလို့ရှိရင်တလုံးသွင်းသွားရင်ဒါပြားဆုံးစားစည်းရန်တလုံးသေးသေးတွေဖောက်ပေးထားတယ်ဒါပြောင်းနေတော့ဖို့လည်းရှိတယ်ကိုပေါင်းသေးမှာဆိုတလုံးသွင်းသွားရင်ဒါပြားဆုံးစားစည်းတွေပေးထားတော့တွေ့ရပြနှစ်သိမ်းပေါင်းထိတိုက်တွေ့ဆုံမှုအများကြီးရမယ်ဆိုရင်နှစ်သိမ်းတလုံးကဒါနှလုံးအထက်တွေကိုမကြော်ထားတော့တွေးထားရတယ်ဆိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဝဟန်လို့အနိုင်ယူခဲ့မှာဟိုးဒီပြန်ပေးထားရတယ်ဘုံပေါင်းနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်ဒါပေးကိုတကူပဲရှိခဲ့တယ်ဗျဆိုတော့ ဒီနှစ်ပွဲဆုံးနေထားလာမှလည်းပေကိုတကူရှိပြီးတော့နိုင်ထားတဲ့ပွဲစဉ်မှာတော့ပေကိုသုံးကိုရှိတယ်။တိုက်စစ်ပိုင်းကကိုးလေးပြန်တယ်လို့ကိုးလေးပြန်ပေးရတွေ့ရဗျ။အငွင်ပြောဖြစ်တဲ့ဘုံမောက်ကတော့တားတယ်ဆိုပေမဲ့အခုနောက်ပိုင်းမှာပြန်ကြည့်ရမယ်ဆိုရင်တန်းစင်းစုံအားမှရှိနေရုံးကန်နေတဲ့ဝဟန်သင်းကိုလည်း short တွက်လို့မရဘူးဗျ။ဒီနေ့နဲ့ဂိုးခံမန်ရလာကတော့ဘုံမောက်တို့ဝဟန်တို့ပွဲစဉ်မှာကျွန်တော်ရဲ့ဂိုးခံမန်ရလာကောင်နှစ်တင်းမဟုတ်ရင်ဒါ1110ဒီလောက်နဲ့ပြီးဆုံးသွားမယ်လို့ပဲကျွန်တော်တော့ပြင်ပြမိပါတယ်။ တကြကိုတွေးချက်ပေးရမှာဆိုရင်တော့ဘုံမောင်းနဲ့ဝဟန်လို့ပွဲစဉ်မှာဆိုကျွန်တော်တော့ဝဘောင်းအောက်တချောင်းတော့ပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျနောက်ထပ်တပွဲဖြစ်တဲ့ဘုံတော့ဒါဥပဟန်နဲ့ခစ်စာပဲတဲ့ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျဥပဟန်ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆို၅ပွဲလုံးရှုံးနေထားပြီးတော့ခစ်စာဖဲလေးကတော့နောက်ဆုံးကစားတဲ့၅ပွဲမှာဆိုရင်တပွဲတည်းရှုံးနေပြီးတော့၃ပွဲအနိုင်ရရှိပြီးတော့တပွဲသေးကြတာတွေ့ရတယ်ဗျခစ်စာဖဲလေးကဒါမှမဟုတ်ခစ်စာဖဲလေးရဲ့ဝေဝင်းဘော်ဒီတွေကနေပြီးတော့ရှီတူဆိုရင်ရှုံးသေးပေးထားတယ်ကိုပေါင်းသေးမှာဆိုနှလုံးရှုံးသေးဒီထပ်ပေါက်ပေးထားတယ်ဗျ ဒီပြနေအပြောင်းလဲလှုပ်ထားတဲ့ဥပဟာနဲ့အသင့်နဲ့ဒီနေ့နိုင်ပွဲပြန်လဲရအောင်လာအောင်တော့စူးစမ်းလာမယ်လို့တွေးမိမိတယ်။တန်းစင်ဆုံးအာယုံအားလည်းရှိနေတယ်။ခေစာပဲလေးကတော့မရှုံးအောင်ကစားရမှာဖြစ်ပြီးဒီပွဲပြီးလို့ရှင်ဥရောပပွဲစဉ်လည်းရှိတယ်ဗျ။ဆိုတော့ကိုခံမန်းရလည်းကတော့ဒါဥပဟာနဲ့ပဲကတ်နိုင်ပြီးတော့ဒီနေ့နိုင်ပွဲပြန်လာလိမ့်မယ်လို့ကျွန်တော်ကခမမ်းမိပါတယ်။ထဲကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်လည်းဥပဟန်တန်းနဲ့ပေါ်တော့ဒါခေစာပဲလေးလို့ပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်းဖြစ်တဲ့ဒီဥပဟန်တန်းပေါ်တွေကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျ။နောက်တဲ့တစ်ပွဲဖြစ်တဲ့ပေါ်တော့ဒါ Brighton နဲ့ဒီ Bradford ပွဲသူကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျ။ Brighton နဲ့ Bradford တို့ပွဲစဉ်မှာတော့ Brighton ကတော့ England ပြည်မြားလေးအစဉ်စားရတူမှာဆိုရင်စက်တင်ဘာဖြစ်ပြီးတော့ဒါ Bradford ကတော့ဆက်နှစ်ဗျ။နောက်ဆုံးကစားခဲ့တဲ့ဒီ Bradford လို့ပေါ့နော်ဒါ၅ပွဲမှာဆိုရင်၄ပွဲနိုင်ပြီးတစ်ပွဲရှုံးနေတာတွေ့ရတယ်။ Brighton ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်၂ပွဲနိုင်၂ပွဲရှုံးပြီးတော့တစ်ပွဲတည်ချတာတွေ့ရတယ်ဗျ။ဒါပေမဲ့အိမ်ဝင်အားကောင်းနေတဲ့ Brighton ကနေပြီးရင်းနှီးဖောက်ပေးထားတဲ့ဒီ platform ပေါ်တော့ဒါလုံးသွင်းပြသုံးစားတဲ့ရနေပြီးတော့ရှီတူဆိုအရှုံးလေးပေါက်ပေးတာလေကိုပေါင်းသေးနှလုံးရှုံးလေးသုံးလုံးတော့ဝက်စားတဲ့ဒီပေါက်တာတွေ့ရပြ ဒါကနေဦးစီးတွေပေါ့နော်ဘူခမန်ရတော့အိမ်ဝင်းဖြစ်တဲ့ Brighton ကတ်နိုင်သွားပြီးတော့အနည်းဆုံး၃မက်လောက်ရောက်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ဒါထင်မိပါတယ်အဲကြောင့်ရွေးချယ်ပေးရမယ်ဆိုရင် Brighton နဲ့ဒီ Bradford ကိုပွဲစဉ်မှာဆိုရင်အိမ်ဝင်းဖြစ်တဲ့ Brighton body လေးပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်လေးကိုတော့တင်တော်စင်နဲ့လိုက်ပြီးတော့စောစစ်ခြင်းနဲ့ပေါ့နော်နောက်ကြပွဲစဉ်လေးဖြစ်တဲ့ဒါ Newcastle နဲ့ Messi ပွဲစဉ်ကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာ Newcastle နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်အကောင်းဆုံးပုံစံတွေရှိပြီးတော့ Manchester City ကလည်းနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုအကောင်းဆုံးပုံစံတွေရှိတာတွေ့ရတယ် ဆိုတော့ Man City ၅ဘွဲ့ကစားမှာ၄ဘွဲ့နိုင်ပြီးတော့တစ်ဘွဲ့ပဲရှုံးနေထားတယ်။ Newcastle ကနောက်ဆုံးကစားခဲ့တဲ့၅ဘွဲ့မှာဆိုရင်ဒါ၃ဘွဲ့နိုင်ပြီးတော့၂ဘွဲ့ရှုံးနေထားတယ်ဗျ။အိမ်ဝင်မှာတော့ Newcastle တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။နှစ်သိန်းပေါင်းထိတိုက်တွဲဆုံမှုရအောင်ကြည့်ရမယ်ဆိုရင်တော့ဒါအိမ်ဝင်ဖြစ်တဲ့ Newcastle ကိုတားတယ်ဗျ။ဒီဘက်နောက်ပိုင်းမှာဆိုရင် Manchester City ကလည်းရမယ်လို့ action နဲ့အစဉ်စားရနံပါတ်၁ကိုရဖို့တော့ကြိုးစားလာဖို့တော့ချိန်မြင့်မိတယ်ဗျ။အဲမဲ့ body ဈေးမှာဆိုရင်တော့ရှေ့တူတူပြအောင်ရှုံးရတယ်ရှေ့တူတူရှုံးရပြပြရေကိုပေါင်းစစ်တုံးတုံးတဝက်စားတဲ့ဒါအစောစစ်တွေပြ အဲကြတော့ကျွန်တော်ရဲ့ဒီကိုခံမရလက်ကတော့နှစ်သိန်းသလုံးကတော့ကြီးကောင်းလေဆိုရင်တော့ကိုကတော့အပြတ်သက်ကြီးတော့ဖြစ်သွားမယ်လို့တော့ကျွန်တော်ကမမြင်မိဘူး။ဆက်ကြဝေရွှေရှက်ပေးရမယ်ဆိုရင်တော့ Newcastle နဲ့ Manchester City တို့ပွဲစဉ်မှာကျွန်တော်ကတော့ကိုပေါင်းအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးရှက်ပေးကြည့်ပါလဲခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ရွေးရှက်ပေးထားတဲ့ England Premier League ရဲ့ပွဲစဉ်တွေမှာဆိုရင်ဘုံပေါင်းနဲ့ဝမ်ပွဲစဉ်မှာဆိုကျွန်တော်ကိုပေါင်းအောက်ကိုရွေးရှက်ပေးထားတာပါ။ Wolverhampton နဲ့ Crystal Palace ပွဲစဉ်မှာဆိုရင်ကျွန်တောကတော့ England ဖြစ်တဲ့ Wolverhampton body ပြီးရင် Brighton နဲ့ပေါ့နော်ဒါ Blackford ပွဲစဉ်မှာဆိုရင် England ဖြစ်တဲ့ Brighton body ကျွန်တော်ရွေးရှက်ပေးထားတာပါ။ ညူကာဆန်နဲ့မန်စီးတီးပွဲစဉ်မှာဆိုကျွန်တော်တို့ခုပေါင်းအဝရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်၄ပွဲလုံးအကြိုက်ရှိနေမှာဆိုရင်တော့ညီကိုတို့မောင်းပေါ်တွေတွေ့ဆုံးလို့ရပါတယ်ခင်ဗျာနော်ဒီချူအားပေးတဲ့ညီကိုတွေခံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ